စစ်တွေနဲ့ကြောက်ဖြူကို အေကမရရအောင်တိုက်ပါလိမ့်မယ်ရခိုင်မှာရှိတဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးနှမျိုးကိုအရကတတော်အေကမရရအောင်တိုက်ပြီးအပိဒတ်တိမ့်ပိုက်ပါလိမ့်မယ်လို့စီရေးလိလသူတွေကပြောဆိုလိုက်တာပါအခုနောက်ဆုံးရစစ်တွေမျိုးစီရေးသတင်းအချင်တွေရစစ်ကောင်စီတပ်တွေကစစ်တွေမျိုးကိုခံစစ်အကြီးကျယ်ပြင်ဆင်ထားတယ်လို့လည်းစီရေးသတင်းမီဒီယာကပြောဆိုထားပါတယ်စီရေးလိလသူတွေရဲ့ပြောဆိုချက်တွေရစစ်ကောင်စီကတမ်းပြီးအာဏာမသိမ်းခင်2020ပြည်နေကြတဲ့ကအရကတတော်အေဘက်ကနေမျိုးသိမ်းတိုက်ပွဲဆင်နွှဲလာနေတာကြောင့် ဲ့စစ်တွေမှာခံစစ်ကိုပုံမှုပြင်ဆင်ထားတယ်လို့စေးလိလသူတွေကပြောဆိုလိုက်ပါတယ်စီဒန်ဘွေးစီယွန်က ကိုချေတို့မတိုက်မှမပူပါနဲ့တိုက်မှာပါတိုက်ရင်လည်းရကိုရမှာပါအဖေးအစဲအနေဆုံးဖြစ်စေဖို့စည်ရေးဖြူဟာခင်းကျင်းနေတယ်လို့လည်းအခုစစ်တွေကစည်ရေးချင်းတွေကိုတုံးသက်ပြောဆိုထားပါတယ်စည်ရေးလိလာသူတွေရဲ့ပြောဆိုချက်တွေရနိုင်ငံတော်ဝန်ဆက်အနာရှင်မြပြတ်ချိန်မွေးတက်ပွဲတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်တွေကော်လိုနီဘက်ကစစ်တွေမှာလာစုနေလို့လည်းစစ်ကောင်စီရဲ့စစ်တွေခံစစ်ကစစ်တွေခံစစ်ကတော့တောင်တင်းတာကိုတွေ့ရတယ်လို့လည်းပြောဆိုထားပါတယ်မြို့တော်စစ်တွေကနပခအနောက်ပိုင်းဒေသနာချုပ်2000ပြည်နှစ်တုန်းကရုံးဆိုင်ခဲ့တာဖြစ်တယ်2003ခုနှစ်မှာတော့အန်ကိုအပြစ်သက်ပြောင်း ွှေ့သွားတယ်။ဒါကြောင့်စစ်တွေမှာလက်ယုံတက်တီအမ်းမာတက်ပုံများတယ်။ပြီးတော့စစ်တွေက2020ပြည်နှစ်ကလေးကမြို့သိမ်းတိုက်ပွဲပြေလွတ်လာနိုင်ခြေရှိတယ်ဆိုတော့တရင်ကြောင့်လည်းနယ်မြေကန်တရင်ဌာနမှုတွေကကွန်ကရစ်နဲ့ထပ်ဘန်ကာတွေကိုကဲမှုဘန်ကာမြေဖြတ်ခြင်းတွေမိုင်းကွင်းညှောင့်ကွင်းတက်ကွင်းတွေပြုလုပ်ထားတယ်။နောက်ဆုံးတစ်ချက်ကရခိုင်တပြည်လုံးကပြေးလာသည်များပြက်လာသည်များတက်တွေအလုံးစုပုံရောက်ရှိနေတာဖြစ်တယ်။ဒါကြောင့်စစ်တွေကလာရှိုးလောက်ကန်အန်းနဲ့ဗမော်တို့ကတာလုံးနဲ့ခန်းစစ်အင်အားမှရှိနေတာဖြစ်တယ်။အခြေအနေမြေနေသားကလည်းကျွန်းစုဖြစ်တာရဲ့မြေချောင်းတွေပေါင်းများတာမှခန်းစစ်စင်သူဘက် ကအသာစီးကျဆင်းတွေဖြစ်နေတယ်လို့လည်းလက်ရှိစည်ရေးအခြေအနေကိုတုံ့သက်ပြောဆိုထားပါတယ်အခုလက်ရှိရခိုင်ကတိုက်ပွဲအခြေအနေတွေရအခါတော် A အနေနဲ့စစ်တွေကိုမဖြစ်မနေတိုက်ရတော့မယ့်အခြေအနေတခုကိုရောက်နေပြီလို့လည်းစည်ရေးလေလာသူတွေကတုံ့သက်ပြောဆိုထားပါတယ်စီရန်ဘိုးကြီးစီရင်ကော စစ်တွေကိုတိုက်မကူဖြစ်ပါတော့မယ်စစ်တွေတက်ကဆကိုရဖို့အချက်ချမြေဟာဂန်းငော်ကျုံဖြစ်တယ်အခုအရကတော့အေတက်ဖွဲ့ဝင်တွေဝါဖို့ကြေးရဘက်ကိုရောက်လာတာဖြစ်တဲ့အတွက်ဂန်းငော်ကျုံမှာစစ်ကောင်စီကတော့အခိုင်မာမဆုတ်တန်းကက်စစ်ကန်ပြင်ဆင်ထားတယ်တက်ကပြင်ကြေးရအခြေဆိုင်နယ်နဲ့နပ်ပကနဗနဲ့ဆက်လာတဲ့ကျုံရဲ့အရှိတ်တမိုင်ဝင်းကျုံမှာတရှိနေတာဖြစ်တယ်ကိုခဲကနေဇုံးတခြားဆွဲကြည့်လိုက်ရင်အမိုးမရှိတော့တဲ့ဒေသခံတွေနေနေရဲ့ပတ်လည်ဆက်သွယ်ရေးမြောင်းနေတူရတာတွေကိုတွေ့မြင်ရတယ်ဒေသခံတွေကတော့နေရဲ့စွန့်ကွာတော့ကြပြီဖြစ်လို့လဲစစ်ကောင်စီကဒေသခံတွေရဲ့နေနေမြေခွက်တွေကိုဘာဘူးတွေစီမှာ ိန်ထောင်ချီရောင်းချနေတဲ့ပုံနာကျုံကိုလဲလွတ်လပ်ပြီးခဲ့တဲ့ကလည်းဒေသခံတွေကနေရဲစွန့်ခွာသွားကြတာဖြစ်လို့စစ်ကောင်စီကဒေသခံတွေရဲ့နေအိမ်နဲ့မြေခွက်တွေကိုတော့အဲ့ဒီကမွတ်စလင်တွေစီမှာတိန်ထောင်နဲ့ချီပြီးရောင်းနေတယ်ပုံနာကျုံကိုလဲလွတ်လပ်ပြီးခဲ့တဲ့ကလည်းအမြင့်ကျုံတရာကြည့်တဲ့ဘက်ကချမ်းမှာအခိုင်အမာခံစစ်ပြနေတယ်လို့လည်းစစ်တွေကအခြေအနေကိုတုံးသက်ပြောဆိုထားပါတယ်တရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေအခြေဆက်ရရခိုင်ကြောက်ဖြူမြို့မှာလည်းတိုက်ပွဲတွေကပြင်းထန်နေတယ်လို့စီးရေးသတင်းမြင့်တွေကဆိုပါတယ်ရခိုင်စီးရေးလေးကတူကတော့ကြောက်ဖြူမှာထိတွေ့မှုပြင်းထန်နေတယ်ဆိုပေမဲ့အရင်တုန်းကတိုက်ပွဲတွေလိုမျိုးအေဘက်ကနေအစတုန်းက fire power ါဘာကိုတုံးလာတယ်လို့ယူဆပေမဲ့ခုနောက်ပိုင်းမှာအထိုင်းစကန်တွေကနေစစ်ကြောင်းငယ်လေးတွေထွက်လာအောင်ဖန်တီးပြီးဖြည်းဖြည်းချင်းချိန်မှုနေတယ်စစ်ကောင်စီဘက်ကတော့လေကြောင်းနဲ့ဒရုန်းအသုံးပြုပြီးတော့ဒေသခံရခိုင်ပြည်သူတွေကိုတိုက်ခိုက်မှုကြောင့်တကြေတိုက်ခိုက်မှုတွေနေ့စဉ်ဖြစ်ပေါ်နေတယ်ကြောက်ဖြူကကျုံမျိုးဖြစ်တဲ့အတွက်မီးဖြူကအခင်းချင်းပြောင်းလဲလာမလားတရုတ်တွေရဲ့အသည်နှလုံးဖြစ်တဲ့ရေနဲ့စိတ်ကန်းရှိလို့ချိန်ဆနေတာလားအဲ့ဒါကတော့တေချာခံမှန်းရခတ်နေတယ်လို့လည်းအခုကြောက်ဖြူကစီရေးချိန်တွေကိုတုံးသက်ပြောဆိုထားပါတယ်အခုလက်ရှိရခိုင်ကမြို့18မြို့မှာ14မြို့ကိုအကတော်အေကတင်ပိုက်ထားပါတယ်ရခိုင်မှာစစ်တွေကြောက်ဖြူနဲ့မအောင်ကျွန်းတို့ဒါစစ်ကောင်စီ ကထင်းကျုပ်ထားပြီးတော့ကျန်တဲ့ပြည်နယ်အစိပ်ပိုင်းအလုံးကိုတော့အကရော A ကတင်ပိုက်ထားတာလည်းဖြစ်ပါတယ်။စုတွေမှာဆိုရင်လည်းမြို့ပေါ်ကွက်ကွက်ကလေးကစစ်ကောင်စီကထင်းကျုပ်ထားနေတယ်လို့တရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေရှိတဲ့တောက်ပြမြို့ကိုလည်း A ကဝိုင်းအောင်ပိတ်ဆို့ထားပြီးတော့အနေငယ်သောနေရာလေးတွေကိုသာစစ်ကောင်စီဘက်ကထင်းကျုပ်ထားတာလည်းဖြစ်ပါတယ်။ခုလက်ရှိရခိုင်ကတိုက်ပွဲအခြေအနေတွေအရစစ်ကောင်စီကတော့အကရော A တင်ပိုက်ထားတဲ့မြို့တွေကိုတော့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းစီးရေးလေးတာသူတွေကပြောဆိုထားပါတယ်။အခုရပိုင်းတွင်မှာပဲအမ်းမြို့နယ်ရိုးပေါ်မှာရှိတဲ့အကရော A တင်ပိုက်ထားတဲ့ Case Control အပါအဝင်အနီးနားကျေးရွာတွေနဲ့တောင်တန်းတချို့ကိုတော့စစ်ကောင် ်စီကဒရုန်းနဲ့တရဇက်ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံစေတရင်းမီကပြောဆိုထားပါတယ်။အမ်းမြူရုပ်ပေါ်မှာအေးတင်းမိတ်ထားတဲ့ကံမြင့်ကံကိစကန်ကိုစီစကန်ပါဝင်အနီးနားကျေးရွာတွေနဲ့တောင်တန်းတွေကိုဒရုန်းတွေနဲ့တရဇက်ဘုံကျက်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးကြီးတွေနဲ့လည်းပစ်ခတ်တာတွေဖြစ်ခဲ့တယ်လို့ဒေသခံအခြေစိုက်သတင်းမီဒီယာတွေကလည်းပြောဆိုထားပါတယ်။နိုင်ငံဗျူဟာတောင်တိစကန်အနီးနားမှာစစ်ကောင်စီဘက်ကကာကင်စကန်အစ်တိုးချက်တိစောက်နေရတဲ့အတူအေးတင်းမိတ်ထားတဲ့ကိစကန်တွေကိုလည်းပြန်လည်ထိုးစစ်ဆင်ဖို့စစ်ကောင်စီဘက်ကစီးလို့ရှာမှုတွေရှိနေတယ်။တစ်ဖက်ကလက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းဒေသသွင်းစေတရင်းမီကပြောဆိုထားပါတယ်။ စကန်နဲ့မြေထဲချနေတယ်စကန်တစ်ဒီစောင့်နေတယ်စစ်ကောင်စီဘက်ကအေးသိမ့်မိထားတဲ့စစ်စကန်တွေကိုလည်းပြန်လည်ထိုးစစ်ဆင်ဖို့လမ်းစာရှာနေတယ်ဒါကြောင့်ဒရုန်းတွေစစ်တပ်လေထီးတွေစစ်တပ်လေထီးတွေလက်နက်ကြီးကြီးတွေပြစ်ပြီးတော့အေးရှိတဲ့နေရာတွေကိုဘုံကျက်နေတယ်လို့အခုရခိုင်ကစီးအချင်းတွေကိုတုံးသက်ပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကတော့ဘလို့ပဲခံစစ်ပြင်ဆင်ပြပါစေအဆုံးသက်မှာတော့စစ်တွေရောကြောက်ပြပါအေးရဲ့လက်ထက်ကိုတိမ့်ပိုက်ရရှိလိမ့်မယ်လို့လည်းစီးလေးလာသူတွေကတော့တုံးသက်ပြောဆိုထားပါတယ်